အလုရှာတဲ့အခါလူများနားလည်လက်ခံနေကြတဲ့အချက်တင်နဲ့တကယ်အမှန်တရားဘယ်လို ਈ กว่าချလဲမင်္ဂလာပါကေရခိုင်မှကြိုဆိုပါရစေဒီနေ့မှာတော့အလုရှာတဲ့အခါကိုနားလည်လက်ခံထားတဲ့အချက်တင်နဲ့တကယ်အမှန်တရားဘယ်လို ਈ กว่าချလဲဆိုတာကိုပြပြပေးသွားပါမယ်ပထမဆုံးအချက်ကတော့လူတော်များကအလုတ်တရာရှောင်ရင်အလုတ်တစ်ခုတော့ရမှာပဲလို့ထင်ပြီးမြင်မြတွေ့တဲ့များအလုတ်တွေကိုရှောက်ကြပါတယ်။တကယ်ကတော့ကိုယ်ကျွမ်းကျင်မှုနဲ့ကိုက်နေတဲ့အလုတ်ကိုရှောက်ရမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ CV ကောင်းကောင်းရေးထားပြီးရှောက်တမရအလုပ်တိုင်းကို CV တစ်စောင်နဲ့တုံးတာမျိုးဖြစ်ပါတယ်။တကယ်ကတော့ CV ကောင်းအောင်လည်းမလုံလောက်ပါဘူး။အလုပ်မှာခေါ်ထားတဲ့ခြေကြီးနဲ့ကိုက်ညီအောင်တေချာပြင်ဆင်ထားတဲ့ CV နဲ့တင်ရင်အလုပ်ရဖို့အတွက်ပုံမြင်ပါတယ်။တတိယအချက်ကတော့အလုပ်တွေ့ကြုံရှိတဲ့သူမှအလုပ်ရလို့ထင်တတ်ကြပါတယ်။တကယ်အမှန်တရားကတော့မတက်တာကိုသင်ပြလို့ရတာဖြစ်တာကြောင့်အလုပ်တွေ့ကြုံတဲ့အတ္တိကျုလို့ခေါ်တဲ့စိတ်နေသဘောကအရေးကြီးပါတယ်။ ဒါအပြင် interview မှာကိုယ်ကျွမ်းကျင်မှုနဲ့ကြိုးစားလိုစိတ်ရှိကြအောင်ပြပေးနိုင်ရင်အလုပ်ရဖို့အတွက်ခွင့်လန်းများပါတယ်။နောက်ဆုံးအချက်ကတော့ဒီနေ့လို AI ခေတ်မှာအလုပ်တွေကို online မှာပဲရှာလို့ရမယ်လို့ထင်နေကြပါတယ်။အမှန်တကယ်ကတော့အလုပ်ရှာရတဲ့နေရာမှာကိုယ့်ရဲ့လက်ရှိ network ကနေတဆင့်လက်အလုပ်ကောင်းတွေရနိုင်ပါတယ်။ဒါကြောင့်ဒီနေရာမှာ networking နဲ့ personal branding ကလည်းအရေးကြီးပါတယ်။ကဲဒါဆိုရင်တော့ဒီချက်တွေဥမှတ်ထားပြီးအလောက်လျှောက်တဲ့နေရာမှာတွေ့သမျှလျှောက်တာမျိုးထက် smart ဖြစ်ဖြစ်နဲ့အလောက်လျှောက်ကြပါနော် လောက်ကနေအဆင်ပြေကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါရရှင်။ဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။ဒီလိုလောက်ကနေပတ်သက်တဲ့အချက်အညာတွေကိုပုံမှန်မျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကေရီယာ guide ကို follow လုပ်ထားပေးဖို့မမေ့နဲ့နော်။